ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာအာညာတော့ဟိုဘာစီလိုနာပွဲလေးကိုဘောရွေးချယ်ပြကြတာအားလုံးပဲအပေါင်းတရာနဲ့အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဲနိုဝင်ဘာလဆယ်ရက်နေ့တနင်္လာနေ့မှာလဲပွဲစဉ်တွေတော်တော်ပါတယ်ဒါပေမဲ့အဲပါတဲ့ပွဲစဉ်တွေတဲကမှာပဲနော်ဟိုစိတ်ကြိုက်ရွေးချယ်ပြထားတဲ့ကစားတဲ့ပွဲလေးတစ်ပွဲကျွန်တော်ရွေးချယ်ပြပါကြပါတယ်အဲဒီပွဲကတော့ အီတလီ CDC မှာညနေပွဲအနေနဲ့ကန်ကြမဲ့ဆလာနီတာနာနဲ့ခိုတုံးတဲ့ပွဲစဉ်လေးဖြစ်ပါဆလာနီတာနာတို့ကနော်ကစားခဲ့တဲ့ဆင်းပွဲမှာရှစ်ပွဲနိုင်နှစ်ပွဲစီနှစ်ပွဲရှုံးပြီးရမှန်26မှန်နဲ့အရှင်သုံးမှန်ရက်တည်နေတော့အသင်းဖြစ်ပါတယ်ခိုတုံးကတော့ဆင်းပွဲကစားမှာ၅ပွဲနိုင်နှစ်ပွဲစီ၅ပွဲရှုံးနဲ့ရမှန်18မှန်ရရှိပြီးအရှင်9မှန်ရက်တည်နေတဲ့ခိုတုံးအသင်းဖြစ်ပါတယ်နော်အရှင်ဆလာတာနေရဲ့ဒီနောက်ဆုံး တရားခဲ့တဲ့၅ဘွဲမှာ၃ဘွဲနိုင်တဘွဲစီတဘွဲရှုံးဆိုပြီးတော့ရာဂိုး၆ခုဒီဆန်းတောင်ထားတဲ့အင်းရှင်အင်းမဲဖြစ်ပါခလိုတုံးရဲ့နောက်ဆုံး၅ဘွဲမှာတော့နော်၃ဘွဲရှုံးထားပြီးတော့ပေကူလူကိုရာဂိုး၅ခုရရှိတာတဲ့ခလိုတုံးပဲဖြစ်ပါအဒီနေ့တည်းရဲ့နောက်ဆုံးကစားခဲ့တဲ့၅ဘွဲကို ကြည့်လိုက်တော့နော်အင်ရှင်က၆ခုရပြီး၅ခုပြထားရတယ်။အိုးဝင်းကံရမဲ့တင်းက၅ခုရပြီး၄ခုပြထားရတယ်။ ။အဲကြောင့်ဒီဒီနှစ်တင်းကနော်ကိုယ်ရရတယ်ကိုယ်ရပြရတယ်ဆိုတော့အဲအချက်လက်ကိုတွားတွေ့ရ။ဒါကြောင့်ဒီဘက်မှာနှစ်ဖက်တင်းကိုယ်ရှိနိုင်ပြီးတော့အော်ကိုယ်ပေါ်တွားနိုင်တဲ့အဲအနေအထားမျိုးကိုလည်းကျွန်တော်တွေ့နေရပါတယ်။ဒါပေမဲ့လို့နော်ဒီစလာနီတနာတို့ရဲ့နောက်ဆုံးအဲကန်ခဲ့တဲ့အင်္ဂါ7ဘွဲမှာနော်7ဘွဲကိုအနိုင်ခံထားပြီးတော့တပွဲတည်2ဘွဲရှုံးထားတယ်။ဒီခရိုတွန်းရဲ့အဝေးဝန်း7ဘွဲကိုကြည့်လိုက်တော့ခရိုတွန်းက3ဘွဲပဲ အနိုင်ရရှိတာပြီးတော့နှစ်ပွဲစီငါးပွဲတိရှုံထားတယ်။အဲဒါကြောင့်အင်ရှင်တင်ကဝင်ရိတ်ပါဆက်မှာ80%လောက်ရှိပြီးတော့အဝေးကွင်းကဝင်ရိတ်ပါဆက်မှာ30%ပဲရှိပါတယ်။နော်အဲအင်ကွင်းရဲ့ရှုံနိုင်ကြရာခိုင်နှုန်းက10%ရာခိုင်နှုန်းပဲရှိပြီးတော့အဝေးကွင်းရဲ့ရှုံနိုင်ကြရာခိုင်နှုန်းက90%ရာခိုင်နှုန်းရှိပါတယ်။ဒါကြောင့်မလို့ဒီပွဲမှာအင်ကွင်းဝင်ရိတ်ပါဆက်80%ရာခိုင်နှုန်းနည်းမြန်မာနေတဲ့ဆလာနီတာနာတို့ဟိုကျွန်တော်ဘော်ဒီဖြစ်ရွေးပေးခြင်းပါတယ် ပေးထားတဲ့ကြီးကိုကြည့်လိုက်လို့ရှိရင်တော့ဒီအနှုတ်50ရှုံနဲ့5ပေါင်းကြီးကတော့နှလုံး80ရှုံဖြစ်ပါတယ်5ပေါင်းကြီးဆော့ကျင်တဲ့လူက5ပေါင်းအပေါ်ကိုဆော့နိုင်ပြီးတော့ကျွန်တော်ရွေးချယ်မှုကတော့အင်းရှင်ဆလာနီတနာဘော်ဒီဖြစ်ပါတယ်အားလုံးပဲအပေါင်းပြကြပါသေးဗျာ